ဒီရက်ပိုင်းမိုးအေးနေတော့မူကထားကိုအိမ်မှာပဲလှူစားမယ်ပတ်စံ၃လေးတောင်းလောင်းနဲ့တမိသားစုလုံးစားရတယ်။အရင်ဆုံးအသားတွေကိုလီရလွယ်အောင်လို့ခဲထားမယ်ခဲထားပြီးသားအသားတွေကိုပပလေးနှီးမယ်ပေါ့နော်ဝတ်သားဆိုလို့ရှိရင်၃တက်တာ၃နာက ပို့ပြီးတော့မှกินရတာအဆင်ပြေတယ် ကိုကအမဲသားစားတယ်ဆိုတော့အမဲသားလည်းလီးမယ်ပြီးတော့ပဇွန်အဖို့မခွာဘူးဂနန်းလေးတွေကိုလည်းတချမ်းချမ်းသားမယ်ပြီးတော့ကိုစားကျင်တဲ့အသီးနှံတွေအကုန်လုံးထည့်မယ်ငိုကစွန်ရွက်မုံညင်းအဲ့ဒါလေးလည်းထည့်လို့ရတယ်အရေတောက်ဖို့အတွက်ကတော့မုံညင်းရွက်တွေကချိုတယ်အသားကြတော့ကင်ပြီးစားတာပိုကောင်းတယ် အချင်းရေလုံးဖို့အတွက်ကြတော့အဲမြုပ်တီကြက်သွန်ဖြူဂျင်းတကြားစာရှာလကာရေငမြိုင်နည်းနည်းထည့်လဲရတယ်ဒီမှာတော့မထည့်ထားဘူးငမြိုင်ရက်နည်းနည်းအနှံ့ဆူးလို့အဲတက်မြိုင်ရေစာ ရှာလကာကြီးလည်းတုံးလို့ရတယ်ပေါ့နော်ပြီးရင်သူတို့အားလုံးကို ရောကျိတ်လိုက်ရင်ဂျင်းနဲ့မွေးမွေးလေးနဲ့အချင်ရည်လေးရပြီအဲ့ဒါကိုမျိုးစီ sauce လေးပါထည့်ရောမယ်နှမ်းတောင်လေးပါထည့်မယ်နှမ်းစီလေးပါထည့်မယ်နန်းနံမင်းကြိုက်ရင်လည်းနန်းနံမင်းထည့်လို့ရတယ်ဒါဆိုလို့ရှိရင်တော့ barbecue အကင်နဲ့စားလို့ရတဲ့ sauce လေးကိုရပါပြီ မူကထအိုးတွေကများသောအားဖြင့်ကကတ်တက်တဲ့အတွက်ကြောင့်မလို့ဒီမကတ်တဲ့ပေါ်တော့နန်စစ်မူကထအိုးလေးကိုအဲ spirit မှာလည်းရှိတယ်တချို့ online bkk တွေမှာလည်းအဲဝယ်လို့ရတယ်ပေါ့နော် cheers enjoy